မိုးကြောပေးနေတဲ့တတ္တဝါတွေဟာလူသားလူစားဖို့ဖရာသခင်ကဖန်ဆင်းတတ်တာဒါကြောင့်မို့လို့မိုးကြောပေးနေတဲ့အကောင်တတ်ပြီးစားလို့အပြည့်မရှိဘူးဆိုရင်ဒီလူဟောမယ်ဆိုရင်ပဏ္ဍိပတဆိုတဲ့အဓမ္မကိုဓမ္မလို့ဟောရမရောက်ပေဘူးလားရောက်တယ်နော်ဖရာသခင်အတွက်တတ္တဝါကိုလယ်လိပြီးတော့ သွေးသားနဲ့ပူဇော်မယ်ပူဇော်လို့ရတယ်ပူဇော်ရင်ကောင်းမှုဖြစ်တယ်လို့ဟောရင်ရောပါဏာတိပါဒကိုကုသိုလ်လို့ဟောတာနဲ့မတူဘူးလားအေးအာဓမကိုဓမ္မလို့ဟောတယ်ဆိုတာအဲ့ဒါမျိုးပြောတာနော်အဲ့တော့လောက်ကောင်းနေတို့တချို့ကထင်ကြတာမမရေရေပေးခေါ်မျိုးမြင်မှုမမရေရေတွေးခေါ်မျိုးမြင်မှုဆိုတာပါတော့ ေလောကမှာကုသိုလ်ဆိုတာမရှိပါဘူးကုသိုလ်လုပ်လည်းကုသိုလ်မရပါဘူးအကုသိုလ်ဆိုတာလည်းမရှိပါဘူးအကုသိုလ်လုပ်လည်းအကုသိုလ်မဖြစ်ပါဘူးဘုရားသခင်ဖန်ဆင်းထားတဲ့အတိုင်းဖန်ဆင်းထားတဲ့အတိုင်းဘာလုပ်လို့ဘာမှမဖြစ်ပါဘူးသူတော်ဘာဝအတိုင်းဖြစ်နေတာပါလို့ ကံနဲ့ကံဤအကျိုးကိုညင်းပယ်တဲ့အမြင်မျိုးရှိလို့ရှင်မိစ္ဆာဒိဋ္ဌိလို့ခေါ်တယ်။ပြရတယ်။သူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်ဖို့ကိုယ်ပစ္စည်းဖြစ်အောင်လုပ်ဖို့စိတ်ကူးနေတာ။ဘာနဲ့စိတ်ကူးတာတော့လောဘနဲ့စိတ်ကူးတာ။ဟုတ်ကဲ့လား။အဲ့ဒီလိုစိတ်ကူးလိုက်ယုံနဲ့ပဲသူကကံအရာမြောက်သွားတယ်တဲ့။ဒါကြောင့်မနောကံ ပဇက်ကထောက်မပြောခြင်းနေလက်နဲ့မလုပ်ခြင်းနေစိတ်ကူးလိုက်ုံနဲ့ပဲအဲ့ဒီဟာကံအရာမြောက်သွားတယ်အဘိဇာတဲ့သူမြတ်ပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်လို့မှုဆိုတဲ့ကြံတွဲမှုသည်ဒါလူတွေကတချို့ကပြောကြတယ်အဘိဇာများတယ်အဘိဇာများတယ် သူများအပြစ်တွေပြောတဲ့ပုဂ္ဂိုလ်အဘိဓါများတယ်လို့တချို့ကပြောတယ်အဲ့ဒါမှားပြီးတော့ပြောတာအဘိဓါဆိုတာအဲ့ဒါမျိုးမဟုတ်ဘူးသူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်အောင်စိတ်ကူးနေတာကိုယ်ပစ္စည်းဖြစ်လို့မှုကြံတွဲမှုကိုဘိဓါတော့ခေါ်တယ်တဲ့မတရားတဲ့လောဘတစ်မျိုးပဲပေါ့နော်မှန်ပါဗျာနောက်တစ်ခုကဖြာပါဒဖန်ဆင်းခြင်းကဖန်ဆင်းတယ်လို့ဆိုတာကိုယုံကြည်လိုက်တာနဲ့တပြိုင်နက် ပြဿနာတွေကပိုရှုပ်တယ်ဘလို့ပိုရှုပ်လာတော့ဆိုတကူရှင်ကဖန်ဆင်းလို့လူဖြစ်လာတယ်ကမ္ဘာလောကကြီးကိုဖန်ဆင်းတယ်ဆိုလို့ရှိရင်တကူရှင်ဟာအကျဉ်းတရားရှိသလားပညာတရားရှိသလားကြည့်အောင်အကျဉ်းတရားရှိမယ်ဆိုရင်သရဝါရီကောင်းစားဖို့ပဲဖန်ဆင်းပြရနော်သရဝါရီကောင်းစားဖို့ပဲဖန်ဆင်းပြရ တရားတွေကိုတန်ခတ်တယ်ဆိုတာမလုပ်ရဘူးအကျဉ်းတရားရှိမိမိဖန်ဆင်းထားတဲ့တရားတွေပျော်ရွှင် ချမ်းမြေ့အောင်တဏှီတည်းဖန်ဆင်းပေးဖို့ဆိုပါစို့ဖန်ဆင်းတာမဟုတ်တော့မှပဲကိုယ်အိမ်မှာဖြစ်လာတဲ့ကိုယ်သားသမီးတွေပေါ်မှာမိဘတွေဟာတူညီသောမေတ္တာထားနိုင်ကြတယ်နော်ဘယ်သားဘယ်သမီးပဲဖြစ်စေအလုံး တယူတရပြုစုပြီးကိုသားကိုသမီးကြီးပွားစေခြင်းနဲ့ဆန္ဒရှိတယ်။အဲ့ဒါလိုပဲတကူရှင်ကဖန်ဆင်းလိုက်တဲ့သာသမီးတွေတို့သူပြောအောင်အဲ့ဒီသာသမီးတွေထဲမှာလိမ္မာတဲ့သာသမီးတွေရှိမှပဲမိုက်တဲ့သာသမီးတွေရှိမှဘယ်သာသမီးပဲဖြစ်ဖြစ်ရှင်နာမှုတစ်ခုတည်းနဲ့ကောင်းစားအောင်သူဖန်ဆင်းမှတော့ဒီမကောင်းတဲ့စိတ်ပေါ်တဲ့သာသမီးကိုလည်းကောင်းတဲ့စိတ်ပေါ်အောင်ဖန်ဆင်းလိုက်တာပေါ့ နော်မလှတဲ့သာသမီကိုလည်းလှအောင်ဖန်ဆင်းလိုက်ပဲပညာမတတ်တဲ့သာသမီကိုလည်းပညာတတ်အောင်ဖန်ဆင်းလိုက်ပါပေါ့ဖန်ဆင်းနိုင်တယ်ဆိုမှတော့အကုန်ဖန်ဆင်းရုံပဲအဲ့ဒါလို့မဟုတ်ဘဲနဲ့ဖန်ဆင်းနိုင်တဲ့တန်းနဲ့လူချင်းတူပါလေတန်းနဲ့တချို့ကြတော့အယုတ်ဆိုးအကြည့်တန်းကြီးဖန်ဆင်းလိုက်တယ်အာဖရိကတိုက်သားတွေကြတော့မဲချုပ်နေအောင်ဖန်ဆင်းထားတယ်နော် ဥရောပလူတွေတော့ခါရဖြူနိစကြည့်တယ်ဖြစ်အောင်ဖန်ဆင်းလိုက်တယ်။ဗမာတွေကျတော့ချောချောလုံးလုံးမောက်လှလှပါပါဖြစ်အောင်ဖန်ဆင်းလိုက်ပြန်တယ်။အဲဒီတော့သူဖန်ဆင်းတာဗမာတွေကတော့ဂျင်နာကောင်းဂျင်နာလေးပဲအာဖရိကတွေကဂျင်နာချင်မချင်နော်တွေးကြည့်တာပါတွေးကြည့်တာဂျင်နာမှာမဟုတ်အဲ့ဒီမဲ့ချမ်းသာတဲ့လူတွေကဂျင်နာမှာဖြစ်တော့လဲဆင်းရဲတဲ့လူတွေကဂျင်နာနိုင်ဘူး သူတို့တော့ချမ်းသာအောင်ဖန်ဆင်းတယ်ငါတို့ကျတော့ချမ်းသာအောင်မဖန်ဆင်းဘူးဆိုပြီးပြစ်တင်မှာပဲအဲ့ဒီလူတွေဖြစ်လာနိုင်နေပေါ့အေးဖြစ်လာနိုင်သည့်အတွက်ကြောင့်ဖန်ဆင်းရှင်ဆိုတာကိုလူတိုင်းကလက်ခံမှာမဟုတ်နိုင်ဘူးလူတိုင်းကကြီးညိုကြမှာမဟုတ်ဘူးသို့တော့ပြောလိုက်မယ်လူတွေမကောင်းလို့ဒီလိုဖြစ်ရတယ်လို့တော့အဖြေကထုတ်ချင်ထုတ်နေတယ် အဲ့တော့မကောင်းရင် ကောင်းအောင်ပဲဖန်ဆင်းပေးပေါ့ဖန်ဆင်းနိုင်တယ်အပဲအဲတကူရှိတယ်ဆိုလို့ရှိရင်မကောင်းတဲ့လူ ကောင်းအောင်လုပ်ပေးလိုက်စိတ်တူရတဲ့လူစိတ်ရှည်အောင်ဖန်ဆင်းပေးလိုက်ဒေါသကြည့်တဲ့လူဒေါသမကြည့်အောင်ဖန်ဆင်းပေးလိုက်အဲ့လိုလေလုံနိုင်စွာရှေ့တဲ့နဲ့ဘာလို့လုံမပေးလဲမေးစရာရှိလာတယ်ပေါ့နော်အဲ့တော့မြတ်စွာဘုရားကဘာကိုဝေဖန်ထောက်ပြပေးတယ်လို့ဆိုလို့ရှိရင် ဖန်ဆင်းရှင်ကဖန်ဆင်းတယ်လို့ဖန်ဆင်းလို့ဖြစ်ရတယ်လို့ဆိုတဲ့အတွေးခေါ်အတိအမြင်ကိုလက်ခံထားတဲ့ပုဂ္ဂိုလ်တယောက်ဖို့တဲ့ကိုကိုယ်တိုင်လှုပ်တဲ့ကိစ္စမလှုပ်တဲ့ကိစ္စရွေးချယ်ဖို့ရအဓိပ္ပာယ်မရှိတော့ဘူး။ဘာဖြစ်လို့လို့ဆိုရင်ဖျားသခင်လိုတော့ကြပဲဖြစ်ရမှာပဲ။ကိုယ့်အကူရွေးချယ်သွားစရာမလိုဘူး။ဘာပဲဖြစ်ဖြစ်သူ့လိုတော့ကြအတိုင်းပဲ။သူ့ဖန်ဆင်းတာကို ကရဏီယကရဏီယဆိုရယ်လှုပ်တဲ့နဲ့ကိစ္စနဲ့မလှုပ်တဲ့နဲ့ကိစ္စဆိုရဟာလူတွေကကိုယ့်ဟာကိုယ်ရွေးချယ်နေကြရင်အိဗယ်မရှိဘူးရွေးချယ်စရာမလိုတော့ဘူးလူဆန္ဒဆိုရလဲအသုံးမဝင်တော့ဘူးဆန္ဒအားလျော်ဆိုတာကျိုးပန်းအထောက်မှုဆိုရလဲအသုံးမဝင်တော့ဘူးအချိန်တန်လို့ရှိရင်ဖန်ဆင်းရှင်ကနေသူစီမံတာခံရမှာပဲဖြစ်တယ်အဲ့ဒါကြောင့်မို့လို့ လူရဲ့လုံလဝီရိယအသိပညာဆန္ဒတို့အသုံးမဝင်တော့တာဖြစ်သွားနိုင်တယ်စဉ်းစားလိုက်မယ်ဆိုလို့ရှင် လူတွေဟာဘဝရလာတဲ့အခါမှာအယောင်းဝယ်နဲ့အသက်မွေးတဲ့ပုဂ္ဂိုလ်ရှိတယ်နော်တရားဝါးအသက်နဲ့အသက်မွေးတဲ့ပုဂ္ဂိုလ်ရှိတယ်မကောင်းတဲ့ဒုစရိုက်တွေနဲ့အသက်မွေးတဲ့ပုဂ္ဂိုလ်တွေရှိတယ်ရွှေငွေရောင်းချပြီးအသက်မွေးတဲ့ပုဂ္ဂိုလ်တွေရှိတယ် အဲ့ဒါဆိုလို့ရှင်ရွှေဆိုင်ဖွင့်ပြီးတော့ရွှေရောင်ရတာလေဘုရားသခင်ဖန်ဆင်းလို့လားတကိုးတမျှဖြစ်ပြီးတော့သူများပစ္စည်းကိုလူယူတိုက်ခိုးကိုစ조사တာလေဘုရားသခင်ဖန်ဆင်းလို့လားအဲ့တော့ဖန်ဆင်းပြီးရင်လည်းထောင်ထဲကြာတော့လည်းပဲဘုရားသခင်ဖန်ဆင်းလို့ထောင်ချတယ်တရားသူကြီးကချတာမဟုတ်ဘူးအဲ့ဒါဆိုလို့ရှင်တရားသူကြီးကထောင်ချတာမဟုတ်ဘူးအပြစ်ကထောင်ချတာမဟုတ်ဘူး ဘုရားသခင်က ထောင်းချတယ်ဆိုရပြောเสียအပြစ်အနာစာတွေအများကြီးဖြစ်လာစဉ်းစားเสียတွေအများကြီးဖြစ်လာအဲ့ဒါမြတ်စွာဘုရားစဉ်းစားပြဘုရားသခင်ဖန်ဆင်းလို့သူ့တဲ့တန်နေရတယ်ဘုရားသခင်ဖန်ဆင်းလို့သူများဥစ္စာခိုးနေရတယ်ဘုရားသခင်ဖန်ဆင်းလို့ဇာကူရီဘဝရောက်နေတယ်ဘုရားသခင်ဖန်ဆင်းလို့လူလိန်လူခေါင်းဖြစ်နေရတယ်ဘုရားသခင်ဖန်ဆင်းလို့ မွေးစေဝါးတွေတုံးနေရတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးတွေဖြစ်ကုန်ရောအဲ့ဒါလို့မစီလျော်တဲ့အခြေအနေမျိုးတွေဖြစ်ပေါ်လာစေတယ်ဒါကြောင့်ညဆော့ပြားကအဲ့ဒါဟာမှန်ကန်မှုမရှိဘူးတကယ်ကတော့လူဝရလာတယ်ဆိုတာဟာဘယ်သူမပြုတ်မိမိမှုမိမိကိုယ်တိုင်လုတ်ခဲ့တဲ့အတိုင်းလူတွေဟာ ကိုလှုပ်တာကိုရကြတာဒါဖြစ်တယ်ကိုလှုပ်တာကိုရတယ်ဆိုဟုတ်တယ်ကိုအသက်မွေးဝါကြောင်မုံဖို့ပြီးအသက်မွေးမယ်ရွှေရောင်ချပြီးအသက်မွေးမယ်စတိုးဆိုင်ဖွင့်ပြီးအသက်မွေးမယ်တကုတ်ကိုလှုပ်နေကိုလှုပ်နေကြတာပဲလေကိုဝါသနာပါရလှုပ်ကြတာပြီးတော့အလုတ်မကောင်းဘူးဆိုရယ်ပြောင်းလို့ရလေဖန်ဆင်းထားရင်ပြောင်းလို့မရတော့ဘူးဖန်ဆင်းခဲ့တဲ့ဒီတိုင်းဖန်ဆင်းလိုက်တာဆိုတော့ပြောင်းမရအခုကပြောင်းရတယ် ိုဒီလုံမကြိုက်ဘူးဆိုနောက်တလုံးပြောင်းရတချို့ဆိုဆရာဝန်တင်းတန်းတက်ပြီးတော့ဘွဲတွေပါတွေရပြီးတော့ဆရာဝန်လုံမစားခြင်းတို့တခါဈေးရောက်စားတာတွေလည်းပြည့်တော့ဘုရားသခင်ကလွတ်လွတ်မမဖန်ဆင်းလိုက်သလားမသိဘူးအဲ့ဒါကြတော့နော်မင်းဆရာဝန်ဆေးကြောင်းတော့တက်ဒါပေမဲ့မင်းဆရာဝန်မလုံးနဲ့လို့များဖန်ဆင်းလိုက်သလားအဲ့ဒီလိုတွေစဉ်းစားစရာတွေဖြစ်ကုန်တယ်ဘုနော်တကယ်ရတော့လူတွေဟာကိုယ်ဆုံးဖြတ်ချက်နဲ့ကိုယ်လုံးနေကြတာဆိုတာထင်ရှားတယ် ကိုဆုံးပြကြတယ်အဲ့တော့မြတ်စွာဘုရားကကမ္မတကတသမဒိဋ္ဌိဒုဘဝရလာတယ်ဆိုတာတဲ့ကိုလုံးထာအောင်မို့ဆိုလေးရှိတယ် we are our own architect ကိုဘဝကိုကိုပဲဖန်တင်ဖန်စင်းလာအဲ့ဒီအယူအဆအယူအဆအမြင်ကိုဘုန်းကြီးတို့တော့အလွန်ကျေနပ်တယ် ။ဘာဖြစ်လို့လုံးစဲ။ကောင်းလဲကိုကိုမှတောင်းအောင်ရှိတယ်။မကောင်းလဲကိုပဲတောင်းအောင်ရှိတယ်။အလုံးကိုလွတ်လပ်တယ်။အလုံးကိုလွတ်လပ်တယ်။ကိုဘာဖြစ်ချင်တယ်လဲဖြစ်အောင်လုပ်။ကိုဘာကြိုက်တယ်လဲကြိုက်တာလုပ်လို့ရ။လူတွေကမသေးခင်လည်းပဲဒီလိုပဲယူရေးကြတာပဲလေ။ယူရေးကြတာ။ကိုကြိုက်တဲ့ပညာသင်တယ်ကိုလှုပ်ချင်တဲ့လုပ်ငန်းလှုပ်ကြတယ်။လှုပ်ကြတာ။ကိုယ့်ကိုယ်ရွေးချယ်မှုနဲ့သွားကြတာပဲဖြစ်တယ်ပေါ့ ဲ့တော့ဘဝမှာလည်းပဲကိုယ့်ကိုရွေးချယ်လို့ရတယ်။မြတ်စွာဘုရားကအကြောင်းနဲ့အကျိုးဟောတာလားဖြစ်လို့ဒါနကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်တွေဟာဟိုဘဝကျတော့ချမ်းသာကြွယ်ဝမယ်။တိလကောင်းမှု လုပ်တဲ့ပုဂ္ဂိုလ်တွေဟာကျမ်းမာမယ်သက်ရှိမယ်နော်ဒါနတိလပြည့်စုံတဲ့ပုဂ္ဂိုလ်တွေကလူ့ဘဝလူချမ်းသာကိုရတယ် လွန်လွန်ကဲကဲတဏှတိလာကိုလုတ်ပြီးဆိုရင်နတ်ဘဝကို ရောက်တယ်။နတ်ပြည်ရောက်ပြီးတော့ချမ်းသာမယ်။တမထကျင့်စဉ်တစ်ခုကိုအောင်မြင်မြင်ချင့်မယ်ဆိုရင်ပြမဘုံရောက်တယ်။ကဘာကြအောင်ကဘာပေါင်းများစွာကြအောင်အသက်ရှိတယ်။ဝိပဿနာကျင့်စဉ်ကိုကျင့်လိုက်လို့ရှိရင်တဏှေယောကလွတ်မြောက်တယ်ဆိုတာ။မသူကျင့်စဉ်နဲ့သူအကြောင်းနဲ့သူဟာသူတူတူဟောတယ်။ဘယ်သူကမှဖန်ဆင်းတာမဟုတ်။အဲ့ဒီလိုလွတ်လပ်တဲ့ ကိုကြိုက်တာကိုလုံးလို့ရဖះဖြစ်ပြီးတော့သရဝတိကိုကက်တင်ခြင်းနဲ့ပဲဖះစုပန်ပြီးပါရမီဖြစ်ဖြစ်တယ်နော်အေးဖះမဖြစ်ဖះဖြစ်ရမှာပါရမီဖြစ်ရမှာကြောက်တယ်အဲ့ကတာဝကလောင်းဆိုတော်ပါပြီဆိုရင်လေပါရမီဖြစ်အဖះမဖြစ်ခြင်းမူဖះအဖေအမေဖြစ်ခြင်းနဲ့ဆိုတော့ပါရမီဖြစ်လို့ရအဲ့လိုပေါ့ အမျိုးစုံကိုကြိုက်တာဟောကိုကြိုက်တာကိုရွေးချယ်ခွင့်ရှိကိုကြိုက်တာကိုရွေးချယ်ကိုကြိုက်တာကိုရွေးချယ်ခွင့်ရှိတာဘယ်လိုချင်းနေစက်ပါနော်အခုကိမှာဆိုလို့ရှိရင်ကိုကကိုမရွေးချယ်ခွင့်မရှိတာတွေဟာရှိသေးတယ်ကိုကြိုက်တာကိုရွေးချယ်ခွင့်မရှိဘူးဆေးချောင်းတက်ခြင်းနဲ့အမှတ်က300လောက်400လောက်ဖြစ်ရွေးလို့မရပါဘူးနော် အင်ဂျင်နီယာဝင်းရှင်နဲ့အမှတ်နဲ့နေရွေးလို့မရပြန်ကိုကြိုက်တာတောင်မှပဲလူဘွားရွေးလို့မရတာအများကြီးရှိတယ်အဲ့တော့ဒီကံတရားနဲ့ပတ်သက်လာလို့ရှိရင်ကိုကြိုက်တာကိုရွေးလို့ရလုံးဝစောင်းဝဲအမှတ်နဲ့ချိန်ဆက်ထားတာမရှိဘူးနော်ကိုကြိုက်တာကိုရွေးကိုကြိုက်တာကိုရွေးပြီးတော့အလုပ်ပဲလုပ်ဖို့လိုတယ်ပညာတက်ကြီးဖြစ်ခြင်းနဲ့ဆိုလို့ရှိရင်ပညာပါရမီဖြစ်ပညာပါရမီဖြစ်ရတယ် သင်ကြရမယ်ပညာတကယ်ကိုတကူရှင်ကြီးဖြစ်ခြင်းနဲ့ဆိုတကူရခြင်းအကြောင်းတရားတွေကိုလို့ဒီလိုဆိုလို့တာပေါ့နော်အဲ့တော့ကိုယ်ကို ချုံးမောလှပခြင်းနဲ့ဆိုလို့ရှိရင် ပြုံပြုံလေးနေစိတ်မဆိုးနဲ့နော်စိတ်ဆိုးရင်လူဟာစိတ်ဆိုးရင်အယုတ်ဆိုးကြည့်တတ်တယ်လေဒေါသထွက်လာလို့ရှိရင်လူဟာနှုတ်ခမ်းညက်ဆူတာချောတဲ့လူတောင်မှပဲ စိတ်ဆိုးရင်အလှပြက်သွားတာပဲဒါကတဘာဝနော်ခဏခဏစိတ်တို့လို့ရှိရင်အဲ့ဒီပုံစံကြီးဖြစ်လာတာဒါကြောင့်မို့ထံပြင်းဒေါသကြည်လွန်ကအလှပြက်ပြီဆိုစိတ်တို့တဲ့လူဟာဖြစ်နေရဘဝမှာမျက်နှာကြီးကထဏန်ကြီးနဲ့ဟောဟုတ်လားမျက်နှာပုတ်ကြီးနဲ့ဖြစ်တတ်တယ်တဲ့ အဲ့ဒါအစာရေရဒေါသမရှိဘူးအလုံးအပြုံပြုံရွှင်ရွှင်ခင်ခင်မင်မင် နေတတ်တဲ့ပုဂ္ဂိုလ်တရားဟာအဲ့ဒီကြည်လင်တဲ့မျက်နှာနဲ့ပဲဘဝမှာဖြစ်တယ်ဟောသူလုခဲ့တဲ့အတိုင်းသူဖြစ်တာလေအဲအသားဖြူခြင်းနဲ့ဆိုလို့ရှိရင် တချို့ကအသားဖြူခြင်းလို့လည်းဖျောင်းနိုင်လှူတယ်အဲ့ဒါတော့သိမစီဆိုင်ဘူးတမန်ရောအသားဖြူခြင်းလို့ဖျောင်းနိုင်လှူတာလေ တချို့တကမာကြီးတွေကြံ့ကြံ့ဖမ်းမှာအဲ့လိုလုပ်တယ်။ဖျောင်းနိုင်လူတာတောင်ရိုးရိုးမလူအသားဖြူခြင်းတော့ထုံးလူပါလားဆိုထုံးတော့မလူအဲ့တော့အဲ့ဒါဆိုလို့ရှိရင်မိသွေးလူလို့ရှိရင်အသားမဲမယ်ဆိုပုံစံဖြစ်အဲ့ဒါလို့လည်းမဟုတ်နိုင်ဘူးနော်အတုံးကတခြားစီဘူးတုံးကတခြားဆိုလိုရင်းက သာဖြူတာဟာချောမောလပခြင်းနဲ့မှပါတယ်ဆိုလို့ရှိရင်မေတ္တာရှိတဲ့မျက်နှာရှင်ဟာချောမောလပမှာဒေါသကြီးတဲ့ပုဂ္ဂိုလ်ဟာဖြစ်လျက်ဘဝမှာဒီအယုဆိုးจิตံဒီဘဝမှာဒါနကောင်းမှုလုပ်လို့ရှိရင်နောက်ဘဝမှာချမ်းသာကြုံဝါလူဖြစ်တယ်မလူရဲ့မတန်းရဲ့နှမျောဖက်နေတဲ့ပုဂ္ဂိုလ်ဒီနောက်ဘဝကျစားရမယ့်မဲ့တောင်းရမယ့်ဖြစ်တယ် ဒီဘဝပညာမသင်တဲ့ပုဂ္ဂိုလ်ကနောက်ဘဝလည်းပညာတတ်ဖို့ခက်ခဲတယ်။ပညာသင်တဲ့ပုဂ္ဂိုလ်ကနောက်ဘဝပညာတတ်နိုင်တယ်။သူများအသက်မတတ်တဲ့ပုဂ္ဂိုလ်သည်နောက်ဘဝအသက်ရှိ။သူများအသက်တွေတတ်ပြီးတော့အသက်ရှိပါစေဆုတောင်းလို့လည်းမရဘူး။အသက်တိုတတ်တယ်။သူများကိုနှိမ့်ဆက်ညှဉ်းပန်းတဲ့ပုဂ္ဂိုလ်သည်တစ်ဖက်သားခံရတယ်လို့သူတို့ရောဂါဝေဒနာတွေဖြစ်ပြီးတော့ဖြစ်တယ်။မွေးရေးဆေးဝါးရှောင်တဲ့ပုဂ္ဂိုလ်ဟာ နောင်မွားမှာအယူအနှံမဖြစ်ဘူးမူရဲ့ဆေးဝါးသုံးဆွဲလို့ရှိရင်မူးတယ်ဆိုတာမူးတယ်ဆိုရဲအယူဖြစ်တာပဲလေအဲ့ဒီမူရဲ့ဆေးဝါးသုံးပြီဆိုရင်နောင်မွားမှာအယူအနှံသွားဖြစ်တယ်တော့အဲ့ဒါလို့သူ့အကြောင်းနဲ့သူ့အကျိုးကြည့်လိုက်တဲ့အခါကျတော့ကိုကိုကိုကောင်းစားခြင်းနဲ့ဆိုရင်ကိုကောင်းတဲ့အလုပ်ပဲလုပ်ဖို့လိုတယ် အဲ့ဒါအလွန်ကိုလွတ်လပ်လို့အလွန်ချိန်တတ်တယ်ခေါင်းကြီးတို့လွန်ချိန်တတ်တယ်အဲ့လိုမဟုတ်ဘဲနဲ့တဏ္ဍာရဘုရားသခင်ကဘယ်တော့မှမလဲဆိုတဲ့ညနာလေးမော့ပြီးမျောနေရမယ်ဘဝဟာအလွန်ဆိုးတဲ့ဘဝပဲနော်သူစိတ်သူစိတ်ပါမှာဖန်ဆဲမှာစိတ်မပိုင် ပြစ်ထားလဲကိုခံရမှာဘာလုပ်လို့မရဘူးနော်အဲ့လိုမဟုတ်ဘူးမြတ်စွာဘုရားကြတော့အဲ့တော့ကိုလုထာကိုရတယ်ဆိုတော့ကိုယ့်ကိုကြိုးစား ကိုယ်ကိုကြိုးစားလို့ရှိရင်ကိုကြိုးစားတဲ့အတိုင်းဖြစ်လာဝီရိယရဲ့အကျိုးရှိလာဒါမှမဟုတ်ဗမာစကားမှာလဲကြိုးစားကဖရတောင်ဖြစ်တယ်ဆိုတာရှိတယ်ပေါ့အဲ့ဒါဟာဉာဏ်ဖွဲ့ရအကောင်းဆုံးအဲ့ဒါကမ္မတကတာသမာဓိဋ္ဌိဆိုတဲ့ကံကံဤအကျိုးပေါ်မှာမိခူရှုမြင်တတ်တဲ့အတိဉာဏ်ဟာဘလောက်ထိအောင်လူတွေရဲ့ဘဝကိုအထက်တန်းကိုရောက်သွားစေနိုင်တယ်လဲဆိုတာစဉ်းစားကြည့်ပေါ့ ါမို့မြတ်စွာဘုရားကကံကံဤကျိုးကိုယုံကြည်လက်ခံခြင်းသိမြင်ခြင်းဆိုတဲ့ကမ္မတက္ကတသမ္မဒိဋ္ဌိဟာမှန်ကန်တဲ့အမြင်တစ်ခုဖြစ်တယ်အဲ့ဒီမှန်ကန်တဲ့အမြင်ကိုခြေခံပြီးတဏှာကောင်းမှုသီလကောင်းမှုလုပ်ခြင်းအပြင်ဒုရယာချမ်းသာဒုက္ခရကြတယ်ဆိုတာကိုအတိအကျဟောထားတာဖြစ်တယ်